မင်္ဂလာပါဒေါက်တာအောင်သူ blog မှာပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်တို့ blog ကနေပြီးတော့နေ့စဉ်သွားကျမိုင်းနဲ့ပတ်သက်တဲ့ဘုသူတာတွေအထွေထွေကျမိုင်းနဲ့ပတ်သက်တဲ့ဘုသူတာတွေနဲ့ personal development အပိုင်းနဲ့ပတ်သက်တဲ့ဘုသူတာတွေတွေကိုမျှဝေပေးနေတာပါ။ဒီနေ့ကျွန်တော်မျှဝေပေးမှာကတော့ထုံစည်းအကြောင်းလေးကိုကျွန်တော်မျှဝေပေးပါမယ်။ ထုံစည်းကကျွန်တော်တို့ဒီ dental procedure ပေါ့သွားလုပ်တဲ့အပိုင်းမှာတော်တော်များများနေရာမှာထုံစည်းပါတာများတယ်အဲ့တော့ဒီအကြောင်းလေးကိုကျွန်တော် အကျဉ်းလေးပေါ့အများကြီးကျွန်တော်ဟိုလုံးဝဒီသေးကြီးတိအမြင်လေးတည်ရင်ရပြီဘ ഹു သူသားအနေနဲ့တည်ထားရုံလောက်ကိုကျွန်တော်ညှောက်ဝေပေးပါမယ်အဲ့တော့ထုံစည်းဆိုတာပါလေအဲ့တော့ထုံစည်းဆိုတာကျွန်တော်ဒီလုံးမဲ့ကျွန်တော်ဒီ procedure လုပ်မဲ့ surgery surgical procedure ဖြစ်ဖြစ်တခုခုပေါ့ဒီ procedure လုပ်မဲ့နေရာတဝိုက်နားကိုပဲထုံအောင်လုပ်တာ ਉਹ ဒါကိုထုံစည်းလို့ခေါ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကအင်္ဂလိပ်လိုဆိုရင် local anesthesia လို့ခေါ်တယ်တကယ်တော့ထုံစည်းဆိုတာလုပ်မဲ့ကျွန်တော်တို့ procedure လုပ်မဲ့တကွက်နားလေးပဲဒါမနာမကျင်အောင်လုပ်ပေးတဲ့ process ပေါ့အဲကျွန်တော်တို့ဘာနဲ့ဟိုဟာနဲ့ဟိုဟာကြတော့ကျွန်တော်တို့ဘာနဲ့ ွာထားလဲဆိုတော့ GA ဆိုတာရှိတယ် GA ဆိုတာ General Anesthesia General Anesthesia ဆိုတာ General ဆိုတာတကယ်တော့မေ့ဆေးဖြစ်သွားပြီပေါ့မေ့ဆေးမေ့ဆေးဆိုရင်ခန္ဓာကိုယ်တစ်ကိုယ်လုံးကြိုက်တဲ့စာကြည့်ကြပလိုစီကြလုံလို့ရတယ်သူကလုံးဝမသိရောဘူးတတိမရှိတော့ဘူးအဒီမှာကြတော့ကျွန်တော်တို့ကထုံဆေးမှာကြတော့တတိရှိနေမယ်ဒီလုတ်တဲ့ local light procedure လုတ်တဲ့ local light တော့ဒီလုတ်တဲ့အချိန်မှာဒီ procedure ကြီးလုံနေတဲ့အချိန်မှာ မနာဘူးမကျင်ဘူးပေါ့မကြိုက်ဘူးပေါ့ဒါလုံလို့ရပါမယ် ဒါကိုကျွန်တော်တို့က local anesthesia လို့ခေါ်တယ်။အဲဒါထုံသေးပေါ့နော်။ဒါတော့ထုံသေးကိုကျွန်တော်တို့ကလူလူနာတော်တော်များများသိကြတာထုံသေးဆိုတာကျွန်တော်အာယုံကြောတဲ့ဟိုဒါထိုးထည့်လိုက်တာပေါ့နော်။တကယ်ပြောရရင်အဲ့လိုမဟုတ်ဘူး။ထုံသေးကကျွန်တော်တို့ကဒီအာယုံကြောကိုထုံအောင်လုပ်ရတာမှန်နေဒါပေမဲ့အာယုံကြောကိုဘယ်တော့မှကျွန်တော်တို့ကထိုးလို့မရဘူး။ဒဲထိုးလို့မရဘူး။ ဘာဖြစ်လို့လဲအာယုံကြောမှာကျွန်တော်တို့ nerve injury ဆိုတာအာယုံကြော injury ရွာတတ်တယ်ကျွန်တော်တို့ဒီထုံစည်းကိုဒီအာယုံကြောထဲကိုထည့်လိုက်ရတာမဟုတ်ဘူးဒါဒါအရေးကြီးတဲ့အချက်သိထားဖို့ပဲဒါပါလဲဆိုတော့ကျွန်တော်တို့ကဒီထုံစည်းတွေထိုးတယ်ဆိုတာဒီအာယုံကြောနာတဝိုက်ကိုထုံစည်းအရေးတွေပုံလိုက်တာတကယ်ကအဲ့တော့အဲ့ဒီပုံတဲ့ဟာကနေပြီးတော့ဒီအာယုံကြောကထုံသွားပြီးကျွန်တော်တို့လုပ်မဲ့ပရိုဆီဂျာတွေလုပ်လို့ရအောင်လုပ်တာသွေးကြောတဲ့လက်ထိုးထဲတာမဟုတ်ဘူး ။အာသွေးလွတ်ကြောသွေးပြန်ကြောဒီကျွန်တော်တို့ဒီအာယုံကြောတွေကိုထိုးထည့်တာမဟုတ်ဘူး။တကယ်ပြောရရင်ကျွန်တော်တို့ဒီဒီကျွန်တော်ခန္ဓာကိုယ်မှာတွားနေတာသွေးလွတ်ကြောသွေးပြန်ကြောအဲကျွန်တော်တို့ဒီအာယုံကြောပေါ့ဒါကြီးကကျွန်တော်တို့ဘန်ကတွားနေတာအနားတဝိုက်နားကိုကျွန်တော်တို့ကထုံစည်းလေးထိုးလိုက်ရင်ဒါကကျွန်တော်တို့အနားတဝိုက်မှာဒီထုံစည်းအရည်လေးပုံလိုက်ရင်ဒါကျွန်တော်တို့လုံးမဲ့ပရိုစီဂျာလုပ်လို့ရတဲ့အထိထုံသွားတယ်ဒါပဲသူ့ရဲ့ဥစ္စာအဓိကသူ့ရဲ့ ဟိုအဓိကဒါလုံးလို့ရတဲ့ procedure အချက်ပေါ့နော်အဲ့တော့ကျွန်တော် users ကဘယ်မှာအသုံးများတာလဲပေါ့ဘယ်မှာအသုံးများဆိုတော့အများစုကတော့ dental procedure တွေကျွန်တော်တို့ဒီသွားပတ်ဒီ dental procedure တွေလောက်တာမှာအသုံးများတယ်အဓိကသွားနှုတ်ရင်အသုံးများဆုံးပဲသွားနှုတ်မယ်အဲကျွန်တော်အန်ဆုံးတွေခွဲမယ်အအကြောတက်မယ်ဒါမျိုးတွေမှာကျွန်တော်တို့ကထုံစေးသုံးပြီးလောက်ရတာမျိုးရှိတယ်အဲကျွန်တော်တို့တချို့သွားသူပုံသွင်းတဲ့အချိန်အဲကျွန်တော်သွားသူတံတားထိုးအသေးစိတ်ပုံသွင်းတဲ့အချိန်မှာလဲအဲ့လိုထုံစေး ပေးပြီးလောက်ရတာမျိုးရှိတယ်ဒါကတော့ကျွန်တော်များတော့ Daniel Procida မှာအလုပ်များရတယ်အဲတခြားကျွန်တော်ဒီထိကိုက်ရှာနာတွေဥပမာကျွန်တော်ဟိုတခု trauma ပေါ့ဒီ accident ဖြစ်ပြီးတော့ကျွန်တော်လက်တွေခြေတွေကွဲသွားတာပြန်ချုပ်တာအဲဒါမျိုးတွေဆိုလည်းကျွန်တော်တို့ထုံစည်းလေးအဲ့လိုမျိုးတုံးလေးရှိတယ်ဒါကတော့ကျွန်တော်တို့ကထုံစည်းရဲ့ users ပေါ့ကောင်းကျိုးကတော့ဘာတွေကောင်းလဲဆိုတော့ GA တက်စာရင်ကျွန်တော်တို့ဒီမီစေးတက်စာရင် procedure တွေအလုံးမရှုပ်ဘူး မီစည်းမာကကျွန်တော်တို့အများကြီးအလုပ်ရှုပ်တယ်ထုံစည်းကကြတော့ကျွန်တော်တို့ကလုံးမဲ့ဒီ procedure လုံးမဲ့တကွက်ထဲကိုကျွန်တော်တို့ကပေးလိုက်လို့ရတယ်ဟိုဟာကကြတော့ကျွန်တော်တို့ကဟိုမီစည်းကြတော့ခန္ဓာကိုယ်တစ်ခုလုံးဒါကျွန်တော်တို့ဟိုအတိမရှိတော့တာဖြစ်တဲ့အတွက်လောက်ကတဲ့ procedure ကဒီထုံစည်းတက်ဆိုင်ရှုပ်ထွေးတယ်ဒါကြောင့်ကျွန်တော်တို့ကလွယ်လွယ်ကူကူထုံစည်းကိုတုံးကြတာများတယ်ဒါကျွန်တော်ဒီဘက်သွားဘက်ကောဆရာဝန်ဒီဘက်မှာတော့တချို့တုံးကြတာ၄ရှိတယ်ဒီတော့ ဘာအဖက်လေးတွေရှိမလဲဘာအဖက်လေးရှိမလဲပေါ့ဘာအဖက်လေးရှိမလဲဆိုတော့ထုံစေးဒီထိုးပြီဆိုရင်ကျွန်တော်တို့ဒီ side effect နေနဲ့ကကျွန်တော်လုတ်ဒီထိုးတဲ့နေရာပေါ့ကျွန်တော်ထိုးတဲ့နေရာမှာကျွန်တော်တချို့ဟီမတိုမာလို့ခေါ်တယ်သွေးကြည်ဥတာမျိုးရှိတယ်အဲတချို့အဲ့ဒီထိုးထားတဲ့နေရာကနေပြီးတော့အနာမကျက်တာမျိုးတွေဖြစ်တတ်တယ်အဲတချို့ထိုးထားတဲ့နေရာ ထုံသွေးထိုးထားတဲ့နေရာကနေနာပြီးရောင်ပြီးပိုးဝင်တာမျိုးလည်း ကျွန်တော်တို့ရှိတတ်တယ်။နောက်တစ်ခုကကျွန်တော်တို့ဒီ January ပိုင်းမှာကြတော့တချို့ထုံသေးထိုးပြီးတဲ့အချိန်မှာခေါင်းနည်းနည်းမူးတာခေါင်းကိုက်တာဒါမျိုးရှိတတ်တယ်။အဲနောက်တဲ့ side effect မှာတော့ less comment ဒါတော့ရှားပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီဘက်ဟိုအဖြစ်တော့နည်းတယ်။ဒါပေမဲ့ကျွန်တော်တို့တချို့စီစားတော့မူးလဲတာထုံသေးထိုးပြီးမူးလဲတာအဲထုံသေးထိုးပြီးတတိလက်တာဒါမျိုးတွေလည်းတချို့ရှိတတ်တယ်။ဒါကကျွန်တော်တို့ဘာနဲ့ပို့ပြီးဆိုင်လဲဆိုတော့ကျွန်တော်တို့ထုံသေးထိုးတဲ့ အချိန်ကျွန်တော်တို့တချို့ကြတော့ကျွန်တော်တို့အကြောက်လွန်တာတချို့ကကြတော့ထုံသေးထိုးတဲ့အချိန်မှာကျွန်တော်တို့ကြောက်ပြီးတော့ကျွန်တော်တို့ဒီ brain ပေါ်ဒီအုံနောက်ကိုကျွန်တော်တို့သွေးမရောက်တော့ရင်လည်းဒါတချို့မူးလဲတာတွေပါတယ်ဖြစ်တတ်တယ်ဒါကတော့ကျွန်တော်တို့ကထုံသေးကဖြစ်နိုင်တဲ့ side effect တွေပေါ့အဲကြောင့်တချို့တချို့ကျွန်တော်တို့သွေးဟိုသွားနှုတ်တဲ့လူနာတွေတချို့အဲတချို့အစီအခံတွေမှာတချို့နှုတ်ပြီးတော့တချို့မနှုတ်ခင်ထုံသေးထိုးလိုက်တဲ့အချိန်မှာ ကြောက်လန့်ပြီးတော့မူးမူးတတိလစ်ချင်းတလို့ဖြစ်တာတော့မူးတာတော့အဲအဲ့လားကျွန်တော်ဘယ်ပေါ်မှာသွားမူတည်လဲဆိုတော့ကျွန်တော်တို့ဒီလူနာရဲ့ကြောက်စိတ်ပေါ်မှာလည်းမူတည်တယ်လူနာကကြောက်ပြီးတော့သူကဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ဒီဟိုသွေးအုံနောက်ကိုပေါ့သူကသွေးမလျှောက်တော့ဘူးသွေးမလျှောက်တော့ဘူးဆိုရင်ဒါမျိုးကျွန်တော်တို့မူးတာမျိုးမူးလဲတာမျိုးတတိလစ်တာမျိုးဒါမျိုးအခက်မသိရင်ဖြစ်သွားနိုင်တယ်ဒါမဲ့သူကအန်ဒီယိုလိုမျိုးစိုးရင်ပြအရန်ကြီးတော့မရှိဘူးအ мян ကျွန်တော်တို့ဒီ နာနဲ့ပြုစုတေချာလုပ်ပေးရတယ်ပေါ့နော်သူ့ရဲ့ procedure အတိုင်းတေချာလုပ်ရင်တော့ပြဿနာမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ dental အပိုင်းမှာသုံးတဲ့ထုံသေးတွေပေါ့ဘာတွေအသုံးများလဲအဓိကအသုံးများဆိုတာကျွန်တော်တို့က lignogain ကျွန်တော်ဒီမှာအသုံးများဆုံးဒါနာမည်နေနဲ့ဒါအကျဉ်းချင်းဘူးဒုဒအတိထားရင်ရတယ်ဟိုဘာမှဟိုဟိုဒီဒီသေးကြီးလိုက်မဲ့ဆရာကြီးမလိုပါဘူးအဲကျွန်တော်တို့ကဒီမှာ lignogain ကအသုံးအများဆုံးပဲအဲနောက်တစ်ခုကကျွန်တော်တို့ အာတီကိန်းအာတီကိန်းအာတီကိန်းဆိုကျွန်တော်တို့4%နဲ့လာတယ်ဒါတွေအသုံးများတယ်နောက်တစ်ခုကမပီပါကိန်းမပီပါကိန်းကြောင့်ကျွန်တော်တို့ကနှလုံးယောဂါတို့အဲဒါမျိုးတွေကျွန်တော်နှလုံးယောဂါတို့ဘာလို့ဖြစ်တဲ့လူတွေရှိထားတဲ့လူတွေဆိုရင်ကျွန်တော်တို့ဒီမပီပါကိန်းသုံးလို့ရတယ်နောက်တစ်ခုကတော့ဘီပီပါကိန်းတို့ပရိုကိန်းတို့ဒါတွေရှိတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကဘန်ဆိုကိန်းဘန်ဆိုကိန်းဆိုတာရှိတယ်ဘန်ဆိုကိန်းကတော့ကျွန်တော်တို့ထုံစည်းကိုသူကလိန်စည်းအနေနဲ့ထွက်တာညာတယ် မင်းစည်းအနေနဲ့ထွက်တာများအဲကြောင့်ကျွန်တော်တို့အမြဲတမ်းကျွန်တော်တို့ဒီမှာထုံစည်းပေးပြီဆိုရင်အဲကျွန်တော်ထုံစည်းထိုးတော့မယ်ဆိုရင်အဲကျွန်တော်တို့ဒီဆေးကန်းပတ်ဒီမှာဆိုရင်အရင်ဆုံးကျွန်တော်တို့က topical AA လို့ခေါ်တယ်ဒီဘန်โซကိန်းကိုအရင်တုတ်ပေးလေးရှိတယ်ဘန်โซကိန်းတုတ်ပြီးကျွန်တော်တို့2မိနစ်3မိနစ်လောက်ကြာရင်ထုံလာပြီထုံလာပြီဆိုမှကျွန်တော်တို့ကဒီထုံစည်းတကယ်လစ်နိုကိန်းဖြစ်ဖြစ်ကျွန်တော်တို့အာတီကိန်းဖြစ်ဖြစ်မက်ဘီပါကိန်းဖြစ်ဖြစ်အဲ့ဒီထုံစည်းကိုဒီတဖုံးသားမှာစပြီးထိုးတာ အဲတကယ်ပြောရရင်တော့ကျွန်တော်တို့ဒီနားကိုနည်းနည်းလေးကျွန်တော်တို့ထုံသေးလိမ့်ထားခြင်းအပြင်ဒီထုံသေးထိုးတဲ့အချိန်မှာနာတာအများကြီးတက်တာတယ်အဲတော်တော်များများကကျွန်တော်သွားနှုတ်ရင်အဲ့ဒီထုံသေးထိုးမှကြောက်ကြတာထုံသေးထိုးမှကြောက်ကြတာဘာလူကတော့ဒါကြောက်ကြောက်တတ်မှာပဲဘာဖြစ်လို့လဲဆိုတော့ဒီအက်အက်နဲ့ကျွန်တော်တို့ဒီတဖုံးသားကိုထိုးတာ ਉ အဲ့တော့ကျွန်တော်တို့ကအက်နဲ့ဒီတိုင်းတဖုံးသားကိုထိုးတာတဲ့စာရင်ကျွန်တော်တို့ဒီဒီ topical AA လို့ခေါ်တဲ့ဒီ benzo game လေးတုတ်ပြီးမှထိုးရင်တော့သူကလူနာကပို့ပြီးတော့ တက်တော့တက်တာပိုရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ကထုံစည်းလေးအကြောင်းပေါ့ဒီတော့ဒီဒီထုံစည်းအကြောင်းကတော့ကျွန်တော်တို့ကအရင်ဒီတေးကြီးကျွန်တော်မပြောထားဘူး January လောက်ပဲကျွန်တော်အကြံမြင်လေးပဲကျွန်တော်ပြောပြထားတယ်ဟိုနားထောင်နေလူတွေလည်းကျွန်တော်ရှုပ်သွားမှာဆိုလို့ပေါ့နော်ဟိုကအဲ့တော့ကျွန်တော်တို့ဒီမှာအသုံးများဆုံးထုံစည်းကိုမှတ်မယ်ဆိုအဓိကတော့ Ligno gain ကျွန်တော်တို့ RT gain မပီပါ gain ဒီသုံးမျိုးကတော့ကျွန်တော်တို့ဒီဘက်မှာဒီသွားဟို ရတန်းနဲ့ပရိုစီဂျာပေါ့သွားစီကန်းဘက်မှာဒါအတုံးအများဆုံးပေါ့နော်နောက်ခွားတော့ဘန်ဆိုကင်းကျွန်တော်တို့ topic ရဲ့ AA အနေနဲ့ lane ဈေးအနေနဲ့အတုံးများတယ်အကောင်းဆုံးကတော့ကျွန်တော်တို့ဒီမှာသုံးရင်တော့ lane ဈေးလေးပြီးမှထုံဈေးထိုးရင်တော်ရုံကြောက်စရာမရှိဘူးနာတာရော့တယ်အများကြီးရော့တယ်ဒါပေမဲ့လုံးဝမနာတာမျိုးတော့လည်းမဟုတ်ဘူးပေါ့အကလေးစုတာတေးသေးလေးတော့ကျွန်တော်တို့ထုံဈေးထိုးရင်သိရတာမျိုးရှိနိုင်တယ်ကဲအခုဗီဒီယိုလေးကနေပြီးတော့ထုံဈေးအကြောင်းလေးကိုဘူးသူဒရရှိသွားမယ်လို့မျှော်လင့်ပါတယ် ဘုသူဒရရှိသွားတယ်ဆိုရင်တော့ထုံးစံအတိုင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးပါအောင်ခင်ဗျာတောကျမိုင်နဲ့ပတ်သက်ပြီးခြားသိချင်တဲ့ဘုသူဒပဲဖြစ်ဖြစ်အထွေထွေကျမိုင်နဲ့ပတ်သက်ပြီးခြားသိချင်တဲ့အကြောင်းအရာလေးတွေပဲဖြစ်ဖြစ်အခုဗီဒီယိုလေးရဲ့ comment လေးမှာကျွန်တော်တို့မေးထားပြီးလို့ရပါတယ်မေးထားတဲ့အကြောင်းအရာလေးတွေကိုလည်းကျွန်တော်နောက်ဗီဒီယိုလေးတွေမှာထပ်ပြီးတော့ကျွန်တော် sharing ထပ်လုပ်ပေးပါအောင်ခင်ဗျာကျွန်တော်ဒေါက်တာအောင်သူပါမင်္ဂလာရှိတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်ကြပါစေခင်ဗျာ thank you